ရော်နီရဲ့နောက်ပြန်ကန်ချက်ကသူ့ကြိုက်ဆုံးသင်းကိုပါဆိုတဲ့အကီတီကီရတနာတရီကလည်းအားလုံးကိုပြန်လဲချိုးချိုးလိုက်ပါလေလေပေါင်းသင်းရဲ့ပြင်သစ်တိုက်စစ်မှုဖြစ်သူဟိုကိုအကီတီကီကတော့ပြည်မြလိတမိုင်းတလျှောက်သူ့ကြိုက်ဆုံးသင်းကိုတကူအကြောင်းရွေးချယ်ပြောဆိုလာခဲ့ပါလေအကီတီကီရွေးချယ်သွားတာကတော့မန်ချက်စတာယူနိုက်တက်သင်းရဲ့ကစားမဟောင်းဖြစ်သူဝိုင်းရော်နီရဲ့သင်းကိုလည်းဖြစ်ပါလေမန်ချက်စတာဒါဘီမှာရော်နီတယောက်မန်စီးတီးသင်းဘက်ကိုသင်းယူခဲ့တဲ့ overhead kick သင်းကိုပဲဖြစ်ပါလေ သူကြိုက်ဆုံးသွင်းကိုနဲ့ပတ်သက်ပြီးတော့ FKTK ကအခုလိုမျိုးပြောသွားခဲ့တာပါ FKTK ကအကြိုက်ဆုံးသွင်းကိုကတော့ဗျာဝင်းရိုနီမန်စီးဘက်ကိုသွင်းယူခဲ့တဲ့ Vice Gate ကန်ချက်ပါပဲဒီသွင်းကိုရဲ့အောင်ပွဲခံမှုရေကဒေါ်လီကောင်းလွန်ပါလိဒါကပရီးမီးယားလီဂ်မှာကျွန်တော်အကြိုက်ဆုံးသွင်းကိုပါပဲလို့ပြောကြားသွားခဲ့တာပါအကယ်ဒီကီကလက်ရှိမှာလီဗာပူးသင်းအတွက်ကစားပေးနေပြီးမဲ့မန်ချက်စတာယူနိုက်တက်သင်းရဲ့ပြိသက်ဖြစ်ကြောင်းပြီးခဲ့တဲ့နှစ်တည်တုန်းကဝန်ခံထားခဲ့ပါတယ်။နောက်တစ်ခါလည်းပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့မှာအကယ်ဒီကီကိုခေါ်ယူဖို့သင်းနဲ့ထွက်ခဲ့သေးပြီးမဲ့ လီဗာပူးအသင်းကလက်အုပ်မှုရယူပြီးတော့ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မန်ယူနိုက်တက်အသင်းကလည်းဘန်မင်ဆက်ကိုပဲခေါ်ယူခဲ့ရတာပါ။ဒီလိုနဲ့အက်ကီတီကီနဲ့ယူနိုက်တက်ရဲ့ဇလန်းကဇသိန်းခေရတာပါ။ဒါပေမဲ့အက်ကီတီကီကတော့လီဗာပူးကစားမရဲ့အသင်းကိုတွေကိုမရွေးချယ်ဘဲယူနိုက်တက်ကစားမရဲ့အသင်းကိုကိုရွေးချယ်ခဲ့တာကတကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။လီဗာပူးအသင်းအတွက်ကစားပေးနေပေမဲ့အက်ကီတီကီရဲ့သွေးထဲမှာတော့တရက်နီသွေးတွေစီးဆင်းနေတဲ့ပုံပါပဲ။အက်ကီတီကီကတော့ဒီရာသီအစမှာလီဗာပူးအသင်းအတွက်ဂိုးတွေဇက်တိုက်သွင်းယူပေးနေပြီးတော့ခြေစွမ်းပြနေပေမဲ့ ဒီနောက်ပိုင်းမှာတော့ပုံစံကောင်းပြဖို့ရုန်းကန်နေကြရတာပါဒီနေ့အတင်ဆက်မကားတွေတော့ပါပြီနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့တင်းနေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရမြော်